အားလုံးပဲမင်္ဂလာပါ။မြောက်ဥတန်တိမန်ကနေပြန်လေးကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ဒီနေ့2024ခုနှစ်ဟာထူကြတဲ့နှစ်တစ်နှစ်ပါ။ကိုဗစ်ကရောဂါကာလနောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ဒီစီးရဲနိုင်ငံရေးဖြစ်ရပ်တွေတွေမှာ2024ခုနှစ်ရဲ့ဖြစ်ရပ်တွေကမကြုံစဘူးထူကြပါရစေ။ယူကရိန်းစစ်ပွဲရဲ့ဒီထူကြတဲ့အပြောင်းအလဲတွေ၊အီရန်နဲ့အစ္စရေးတို့ရဲ့အပြန်အလှန်တိုက်ခိုက်မှုတွေ၊ဆူဒန်ပြည်တွင်းစစ်ပြဿနာတွေ တောင်တရုတ်ပင်လေအတွင်းကအတင်းမာမှုတွေအရှေ့လေပိုင်းကဒီတွုံမြင့်လာနေတဲ့လက်နက်ကင်ပဒီပခါတွေဥရောပတိုက်ကအမျိုးသားရေးဝါဒီအားကောင်းလာမှုတွေနဲ့အာရှတိုက်ကနိုင်ငံရေးအခင်အကျင်းအပြောင်းလဲတွေဟာ2024ခုနှစ်မှာဖြစ်ပေါ်ခဲ့တဲ့အရာတွေပါဒီအရာတွေထဲမှာအထူးခြားဆုံးကတော့ယူကရိန်းစစ်ပွဲရဲ့ပြောင်းလဲလာမှုတွေပါအလုံးသိကြတဲ့အတိုင်းအင်အားကြီးရုရှားနိုင်ငံဟာ2022ခုနှစ်ဖေဖော်ဝါရီလကစပြီးတော့မှယူကရိန်းကိုအထူးစစ်ဆင်ရေးဆိုတဲ့နာမည်အောက်မှာ ပြောင်ပြောင်တင်းတင်းကျွတ်ကျော်လာခဲ့ပါတယ်။လာပိုင်းနဲ့နဲ့မှာယူကရိန်းကိုအပိုင်တွက်ထားခဲ့ပေမဲ့၃နှစ်နီးပါးကြာလာတဲ့အထိရုရှားတို့လူကျင်တဲ့ရာလက်တွေထွက်မလာခဲ့ပါဘူး။ဒီရာလက်တွေမရခဲ့တဲ့အပြင်ကျွတ်ကျော်စစ်အတွက်အားထားရတဲ့ဝဂနာတပ်ဖွဲ့ကပါရုရှားကိုပုံကန်ခဲ့ပါတယ်။ဖြစ်ရက်တွေကဒီနေရာတွေမရက်တဲ့ပဲ2024ဩဂတ်လမှာတော့ယူကရိန်းကရုရှားကိုတင်ပြန်ကျွတ်ကျော်လာခဲ့ပါတယ်။ရုရှားရဲ့ပိုင်နဲ့အတွင်းကိုစင်မီကူးဆက်လာတဲ့အတွက် ုတိယကမ္ဘာစစ်ကြီးအပြီးမှာပထမဆုံးအကြိမ်ကျူးကျော်ခံခဲ့ရတဲ့သမိုင်းဝင်အဖြစ်ကြီးတစ်ခုအနေနဲ့အမှတ်တမ်းဝင်သွားခဲ့ပါတယ်။ရုရှားကနျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်ခုပါ။ဒါကြောင့်ရုရှားပိုင်တဲ့ကိုကျူးကျော်ဖို့ဆိုတာအင်အားကြီးနိုင်ငံတွေတောင်မှမလုပ်ရကြပါဘူး။ယူကရိန်းကတော့ဘာမှစဉ်းစားမနေတော့ပဲလုံးစရာရှိတာကိုသာ လုပ်ခဲ့ပါတယ်။ဆိုတော့နျူကလ িয়ার လက်နက်ကိုဇလန်စကီးကဘာကြောင့်မကြောက်ရတာလဲ။သူရဲ့နျူကလ িয়ার အင်အားကိုလှောင်ပြောင်းနေတယ်လို့ဖြစ်နေချိန်မှာ ရာချာကဘာကြောင့်နျူကလ িয়ার ကိုမသုံးသေးတာလဲစားတဲ့အကြောင်းတွေကိုလည်းဒီနေ့ဗီဒီယိုမှာပြောပြပေးတော့မှာပဲဒီဗီဒီယိုမှာအဓိကပြောမှာကတော့ရာရှားရဲ့နျူကလ িয়ার အင်အားနျူကလ িয়ার လက်နက်ထိန်းချုပ်ရေးရာရှားမိတ်ဖက်တွေရဲ့ပြဿနာနျူကလ িয়ার လက်နက်ထိန်းချုပ်ရေးမူဝါဒရဲ့ရှိုးရွံ့ချက်တွေနဲ့နျူကလ িয়ার လက်နက်ကိုယူကရိန်းစစ်မြေပြင်မှာတွေးလာရမှာလားဆိုတဲ့အကြောင်းတွေပါဆိုတော့ကျွန်တော်တို့စားလိုက်ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ လူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လမ်းမှာဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းတက်တာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်399 668 912 695နဲ့399 905 6939လေးလေးတိုနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။ ပထမဆုံးအနေနဲ့ရုရှားရဲ့နျူကလ িয়ার အင်အားနဲ့ကမ္ဘာလုံးဆိုင်ရာနျူကလ িয়ার ထိန်းချုပ်ရေးမူဝါဒကိုစပြီးတော့မှဆွေးနွေးပါမယ်။ယူကရိန်းစစ်ပွဲမှာနျူကလ িয়ার လက်နက်ဆိုတာပလန်ဘီဒေးမှာပါမယ်လို့ယူဆလို့ရပါတယ်။စစ်ပွဲမှာအစီအစဉ်မကောင်းတော့ရင်ပူတင်ဟာနျူကလ িয়ার လက်နက်စီကိုပဲမျက်စပစ်တတ်ပါတယ်။လက်လက်မမီသေးတာကိုပဲကျွန်တော်တို့အကျဉ်းစုတင်ရမယ်ပုံပါ။ရုရှားမှာနျူကလ িয়ার လက်နက်အခု9000နဲ့ရှားဝါနီပါရှိပါတယ်။ဒီပမာဏဟာအင်အားအကြီးမားဆုံးဖြစ်တဲ့ American ထက်ပိုများပါတယ်။ ်အမေရိကန်ရဲ့အောက်မှာတော့တရုတ်ပြင်သစ်နဲ့ယူကေနိုင်ငံတို့ရှိနေပါတယ်ရုရှားရဲ့နျူကလ িয়ার အင်အားတွေမှာ1900ကအသင်းပြည့်လွှတ်နိုင်ပြီးတော့မှ2600ကျော်ကိုတော့တိုးလောင်သိမ်းဆည်းထားပါတယ်ဒီတွေကကျန်တဲ့ပမာဏကတော့ဖြတ်သိမ်းမဲ့အဆင့်တွေမှာရှိနေပေမဲ့လိုအပ်ရင်တော့အသုံးပြုလို့ရပါသေးတယ်ဒီပမာဏကတော့တိတိကျကျမဟုတ်ပေမဲ့တေချာတဲ့အဆက်ကရုရှားမှာနျူကလ িয়ার လက်နက်အများအပြားရှိနေတာပါယူကရိန်းမှာတော့နျူကလ িয়ার လက်နက်တစ်ခုမှကိုမရှိပါဘူး စစ်အခိနဲ့ဒီစစ်အခိနောက်ပိုင်းကာလတွေမှာတော့ယူကရိန်းဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ယူကရိန်းဟာဆိုဗီယက်ထဲကိုပါဝင်နေတဲ့အတွက်ကိုပိုင်တော့မဟုတ်ပါဘူး။ဆိုဗီယက်ပြိုကွေတော်တဲ့အချိန်နျူကလ িয়ার လက်နက်တွေကိုယူကရိန်းနိုင်ငံကပိုင်ဆိုင်ခဲ့မှုပါတယ်။ဒါပေမဲ့ရုရှားနဲ့သဘောတူညီမှုတွေပြုလုပ်ခဲ့ပြီးဒီလက်နက်တွေကိုမော်စကိုစီကိုပြန်ပေးခဲ့ရပါတယ်။ဘာကြောင့်ပြန်ပေးခဲ့ရတယ်လဲဆိုရင်တော့ယူကရိန်းကပြန်မပေးခဲ့ရင်ရုရှားကနေပြီးတော့မှ ်ယူကရိန်းကိုလွတ်လပ်တဲ့နိုင်ငံအဖြစ်အတိအမှတ်မပြုဘူးဆိုပြီးတော့မှအကြက်ကင်ခဲ့တဲ့အထွက်ပါဒါကြောင့်ယူကရိန်းဟာလန်နန်နဲ့လွတ်လပ်ရေးကိုလေးခဲ့ရပါတယ်ရုရှားဟာအမေရိကန်လိုပဲနျူကလ িয়ার ထောက်တိုက်သုံးခုကိုအသုံးပြုပါတယ်မဟာဗျူဟာမြောက်ဘုံကျေးလျင်တွေမှာတက်ဆင်အသုံးပြုတာပေးထိန်ထုံးတွေမှာတက်ဆင်တာနဲ့ရင်ငုတ်တင်ဘောတွေမှာထင်းဝင်အသုံးပြုတာစားတဲ့နီလန်းတွေနဲ့သူ့ရဲ့နျူကလ িয়ার လက်နက်ကိုဖြန့်ကျက်ထားပါတယ်ဒီနျူကလ িয়ার လက်နက်တွေထဲမှာအများစုကဗျူဟာမြောက်နျူကလ িয়ার လက်နက်တွေပါ တနည်းပြောရရင်တော့နျူကလ িয়ার လက်နက်အသေးစားတွေပါအသေးစားတွေဆိုပေမဲ့နျူကလ িয়ার လက်နက်ဖြစ်တဲ့အတွက် ပေါက်ကွေးမှုပြင်းအားကတော့များပါတယ်ဒီလက်နက်တွေဟာတလုံးလေးနဲ့တော့မျိုးကြီးတစ်ခုလုံးကိုမပြတ်စည်းဇင်နိုင်ပါဘူးဒါကြောင့်အသေးစားနျူကလ িয়ার လက်နက်တွေကိုမျိုးပြားတွေထက်ရှင်းတဲ့စစ်မျက်နှာတွေကိုတိုက်ခိုက်ဖို့အတွက်သာရည်ရွယ်ထားကြပါတယ်ကမ္ဘာတစ်ဝန်းမှာနျူကလ িয়ার လက်နက်နဲ့ပတ်သက်ပြီးတော့မှသတ်မှတ်ချက်တွေရှိထားပါတယ်ယူကရိန်းကတော့ဒီသတ်မှတ်ချက်တွေကိုသိပြီးတော့မှမအံ့ဩပါဘူး ဘလို့သတ်မှတ်ချက်တွေလဲဆိုရင်တော့ကျွန်တော်တို့တွေတည်ထားချတဲ့နျူကလ িয়ার လက်နဲ့အကြောင်းတွေပါပဲအဖြတ်စွန်အားကြည့်တဲ့လက်နဲ့ကမ္ဘာတစ်ခုလုံးကိုပေါင်မိုက်တောစေနိုင်တဲ့လက်နဲ့အစတဲ့ဟာတွေပါယူကရိန်းမှာနျူကလ িয়ার လက်နဲ့မရှိပေမဲ့နျူကလ িয়ার နည်းပညာရောပိုင်ဆိုင်ထားပါတယ်နျူကလ িয়ার တအားပစ်စဲယုံတွေကိုဆိုဗီယက်ခေတ်ကလေးကတိဆောက်ထားခဲ့တာကြောင့်ယူကရိန်းမှာနျူကလ িয়ার နည်းပညာရှိနေတာပါလန်နဲ့အဖြစ်ထုတ်လို့မယ်ဆိုရင်တော့ယူကရိန်းဘက်ကငွေကုန်ကြေးကြများနိုင်တယ်လို့အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုကိုလည်းခံစားရနိုင်ပါတယ် ဒါကြောင့်မလိုလားအပ်တဲ့ပျက်စီးမှုတွေမဖြစ်ဖို့အတွက်နျူကလ িয়ার လက်နဲ့ထိန်းချုပ်ရေးမူဝါဒကိုကမ္ဘာကြီးမှာလက်ခံကျင့်သုံးနေကြပါတယ်။ကမ္ဘာတစ်ခုလုံးကတော့နျူကလ িয়ার လက်နဲ့ကိုမကောင်းဆိုးဝါးလက်နဲ့အဖြစ်မြင်တတ်ကြပါတယ်။ဒီလိုမြင်ကြပေမဲ့အင်အားကြီးနိုင်ငံတွေကတော့ဒီလက်နဲ့တွေကိုသူထက်ငါအပြိုင်အဆိုင် ထုတ်လုပ်ကြပါတယ်။အရှိုးကတော့နိုင်ငံကာကွယ်ရေးနဲ့ငြိမ်းချမ်းရေးအတွက်ဆိုတဲ့နာမည်အောက်မှာအသုံးပြုကြပေမဲ့မြောက်ကိုရီးယားလိုနိုင်ငံမျိုးကတော့ဒေတာရင်းနဲ့ကဘာကိုရှင်းရှောက်နိုင်ဖို့အတွက်အသုံးပြုနေပါတယ်။ ဒါကြောင့်နျူကလ িয়ার လက်နက်မပြန်ပေါ်ရေးစာချုပ်တွေကိုရှုပ်ဆိုထားကြပါတယ်။ဒီစာချုပ်အရာနျူကလ িয়ার လက်နက်ထုတ်လုပ်မှုနဲ့အစင်းမြင့်တင်မှုတွေကိုလုံခွင့်မရှိပါဘူး။ဒါတွေအပြင်နျူကလ িয়ার လက်နက်မပြန်ပေါ်စေဖို့အတွက်နျူကလ িয়ার ကင်းစင်ရေးဒေသတွေကိုပါတတ်မှတ်လာကြပါတယ်။ဥပမာအနေနဲ့အရှေ့တောင်အာရှဒေသပါ။1995ကဒီဇင်ဘာ15ရက်နေ့မှာတော့ဒေသတွင်းနိုင်ငံတွေရဲ့သဘောတူညီမှုကြောင့်အရှေ့တောင်အာရှဟာနျူကလ িয়ার လက်နက်ကင်းစင်ရေးဒေသဖြစ်လာခဲ့ပါတယ်။ 1963အောက်တိုဘာ10ရက်နေ့မှာလေနျူကလ িয়ার လက်နက်စံသယ်မှုကို ပိတ်ပင်တားဆီးတဲ့စာချုပ်ကိုအမေရိကန်ဆိုဗီယက်နဲ့ UK တို့လိုအင်အားကြီးနိုင်ငံတွေကအတူတူချုပ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့ဒါတွေဟာစာရွက်ပေါ်မှာသာရှိနေခဲ့တာဖြစ်ပြီးစံသယ်မှုတွေကိုတော်တော်ကြာတဲ့အထိပြုလုပ်ခဲ့ကြပါတယ်။နောက်ဆုံးစံသယ်မှုကိုတော့1990ခုနှစ်စက်တင်ဘာ23မှာအမေရိကန်ကပြုလုပ်ခဲ့ပါတယ်။အင်အားကြီးနိုင်ငံတွေကသာနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ထားကြတာကြောင့် အသုံးပြုမဲ့အသုံးမပြုဘဲဆိုတာကလည်းသူတို့ရဲ့သဘောပဲဖြစ်နေပါလေ။ဒါပေမဲ့လက်ရှိအချိန်ကြီးတော့အသုံးပြုမှုတွေမရှိသလောက်ပါပဲ။ဒီလိုအသုံးမပြုရတာကလည်းနိုင်ငံရေးဖိအားတွေနဲ့မှတက်ဆိုင်နေပါလေ။ဒီတစ်ခါမှာတော့ရုရှားမိဖက်တွေရဲ့ပြဿနာကိုကျွန်တော်ဆက်ပြီးတော့မှဆွေးနွေးပါမယ်။ယူကရိန်းကိုကျူးကျော်လိုက်တဲ့အတွက်ရုရှားကိုကမ္ဘာတဝန်းလုံးကဖိကျင်ထားပါတယ်။ဒါပေမဲ့ရုရှားနဲ့ဆက်ဆံနေစေဖြစ်တဲ့နိုင်ငံတွေကလည်းရှိနေပါသေးတယ်။ဒီနိုင်ငံတွေတွေမှာတော့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်နဲ့အိန္ဒိယလည်းပါဝင်နေပါတယ်။ ဒီနိုင်ငံဟာလည်းနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်ထားကြတဲ့နိုင်ငံတွေပါအနောက်အစုဘက်ကရုရှားကိုပိတ်ဆို့ကန့်သတ်နေချိန်မှာအိန္ဒိယနဲ့တရုတ်ကရောပိတ်ဆို့မှုတွေမလုပ်ပဲပုံမှန်အတိုင်းသာဆက်ဆံနေသေးပါဒီနိုင်ငံတွေဟာရုရှားစီကနေရင်းနှီးတဲ့သဘာဝဓာတ်ငွေတွေကိုဝေယူသုံးဆွဲကြပြီးတော့မှရုရှားအတွက်နိုင်ငံချောင်းတွေရရှိစေပါလေရုရှားကဒီဝင်ငွေတွေကိုသူ့ရဲ့စီးပွားရေးနဲ့စစ်ပွဲအတွက်အသုံးပြုပါလေယူကရိန်းစစ်ပွဲဆက်တိုက်ဖို့ဆန္ဒကိုပူတင်ကလက်လွှတ်ဖို့မရှိသေးပါဘူး တစ်ဖက်မှာလည်းစစ်ပွေးကုန်ကြစရိတ်တွေကလည်းရှိနေပါသေးတယ်။ဒါကြောင့်ပူတင်ကိုရတန်းဖို့အတွက်ဆိုရင်သူ့ရဲ့ဝင်ငွေရလမ်းကြောင်းကိုပိတ်ပင်ထားနိုင်မှာလည်းဖြစ်နိုင်မှာပါ။အိန္ဒိယကတော့ကြားနေမှုအော်ဒါကိုကင်ဆယ်ထားပေမဲ့ယူကရိန်းစစ်ပွေးကြောင့်အထီးကျန်တဲ့ရုရှားနဲ့ပုံမနှိမ့်ကက်လာပါတယ်။တရုတ်ကလည်းရုရှားရဲ့မဟာမိတ်ဖြစ်တဲ့အတွက်ရုရှားနဲ့စီးပွားရေးတွေရှိထားပါတယ်။အထီးကျန်နေတဲ့ရုရှားအတွက်ရွေးရှည်စရာများများဆဆမရှိတော့ပဲဒီနှစ်နိုင်ငံကသာအားထားစရာဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ရှီချင်းပင်နဲ့မော်ဒီတို့ဟာ ရုရှားရဲ့အညာကိုခိုက်ထားတယ်လို့ဖြစ်နေပါတယ်။ရုရှားကသာနျူကလ িয়ার အသုံးပြုတိုက်ခိုက်ဖို့စဉ်းစားခဲ့ရင်တော့ဒီနိုင်ငံဟာလည်းရုရှားနဲ့ဆက်ဆံရေးကိုစဉ်းစားလာရတော့မှာပါ။ဒါပေမဲ့ရုရှားကနျူကလ িয়ার အင်အားကြီးနိုင်ငံတစ်ခုဖြစ်နေတော့မှာစစ်ပွဲကိုနိုင်ဖို့အတွက်နျူကလ িয়ার ကိုထုတ်သုံးဖို့လည်းအသင့်ရှိနေမှာပါ။တချို့ကတော့ဟီရိုရှိမားနဲ့နာကာဆာကီကိုဘုံကျေခဲ့တဲ့ဖြစ်စဉ်နဲ့နှိုင်းယှဉ်တတ်ကြပါတယ်။အမေရိကန်ဟာဒုတိယကမ္ဘာစစ်ကိုမြန်မြန်အဆုံးသတ်ဆင်တာကြောင့် နောက်ဆုံးလက်နက်ဖြစ်တဲ့အနုမြူဘုံကိုထုတ်သုံးခဲ့ပါတယ်။အမေရိကန်ရဲ့အကြံဟာအောင်မြင်တော့ခဲ့ပြီးတော့မှဂျပန်တွေလက်နက်ရှာခဲ့ရပါတယ်။ဒါပေမဲ့ဂျပန်တွေရဲ့လက်နက်ရှာမှုဟာနျူကလ িয়ার လက်နက်ကြောင့်ထက်ပိုပါတယ်။ဂျပန်ဟာလက်နက်ရှာခဲ့ရင်အစိုးရအပြောင်းအလဲတွေရှိမှဖြစ်ပေမဲ့အီကရစ်ကိုတော့မပြောင်းလဲပဲထားရှိရမှာပါ။အဲ့ဒါပြင်ဂျပန်ဟာလက်နက်ရှာလိုက်တဲ့အတွက်အမေရိကန်ရဲ့လက်အောက်ခံပြည်နယ်ဖြစ်မတော့ပါဘူး။နောက်ထပ်ဆက်ကတော့ဂျပန်ဟာလက်နက်ရှာပေမဲ့ ဂျပန်နိုင်ငံရဲ့မူလဇစ်မြစ်ကိုတော့ထိခိုက်ခြင်းမရှိပါဘူး။ယူကရိန်းရှင်တွေကတော့ဒီအရာတွေနဲ့ပြောင်းပြန်ဖြစ်နေပါတယ်။ရုရှားကယူကရိန်းကိုတင်ပိုက်ဖို့အတွက်တိုက်ခိုက်နေတာဖြစ်ပြီးတော့မှယူကရိန်းရဲ့လွတ်လွတ်ခွင့်ဟာဂျပန်လိုတော့ဖြစ်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်နျူကလ িয়ার နဲ့ပြစ်ခတ်ခံရရင်တော့ယူကရိန်းဘက်ကအစိပြင်းညင်ရေးတွေလုပ်ဖို့မစင်စားနိုင်တော့ပါဘူး။ဆက်ပြီးတော့မှဒီအချိန်ဟာနျူကလ িয়ার လက်နက်ရဲ့ကြာဆုံးခန်းရောက်နေပြီလားဆိုတာကိုကျွန်တော်ဆွေးနွေးပြတော့ပါမယ်။ရုရှားကယူကရိန်းနဲ့စစ်ဖြစ်ကလေးက နျူကလ িয়ার တက်တွေကိုအသင်းအနေအထားနဲ့ပြင်ဆင်ထားပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့နေဆက်နေရာတွေမှာတော့မဟုတ်ပါဘူး။နျူကလ িয়ার အင်အားကြီးနိုင်ငံတွေဟာငြင်းချမ်းရဲ့အတွက်ကြီးရွေပြီးတော့မှသူတို့ရဲ့အိမ်ကြီးချင်းနိုင်ငံတွေမှာနျူကလ িয়ার တက်ဖြန့်ရှာထားမှုတွေမလုပ်တတ်ကြပါဘူး။အမေရိကန်ဟာကနေဒါနဲ့မက္ဆီကိုရဲ့ဂျာမာတရှိနေပါတယ်။ဒီနိုင်ငံစလုံးဟာအမေရိကန်ကိုကျူးကျော်တိုက်ခိုက်မှုတွေမလုပ်ဆင်တာသိသာပါတယ်။ဒါကြောင့်အမေရိကန်ကလည်းသူ့ရဲ့အိမ်ကြီးချင်းကိုနျူကလ িয়ার နဲ့ပတ်သက်ပြီးတော့မှစိုးရိမ်စရာမရှိအောင်ပြုမှုပါတယ်။ UK ကိုကြည့်ရင်လည်းဥရောပနိုင်ငံတွေကသာဝန်းညံထားတာပါဥရောပသမဂ္ဂကနေထွက်ခေါ်ခဲ့ပေမဲ့ UK ရဲ့မဟာမိတ်တွေဟာဥရောပမှာအများဆုံးရှိနေတာပါဒါကြောင့်နျူကလ িয়ার ဆိုတာကို UK ဘက်ကစဉ်းစားမနေတာပါဒါတွေအပြင်စီအေခင်းမှာလည်း UK နဲ့ American ဟာအင်ဒီဂျင်းတွေထက်ဆိုဗီယက်ကိုသာအာရုံစိုက်ခဲ့ပါတယ်ဒါပေမဲ့စီအေခင်းမှာတော့နျူကလ িয়ার ဂျာဂန်နေမြေတွေကိုအရှင်းနဲ့အနောက်အဆူတို့ကထားရှိတတ်ကြပါတယ်အပြစ်ခတ်ရစေးရင်းနဲ့စစ်ပွေးတွေရထားတဲ့ ိုရီးယားမှာတော့ဒီနျူကလ িয়ার ဆင်းရှားမှုတွေကရှိနေပါတယ်။မြောက်ကိုရီးယားရဲ့နျူကလ িয়ার ပစ်ခတ်နိုင်တဲ့လက်နက်တွေဟာတောင်ကိုရီးယားနေဆက်အမြင့်နဲ့မိုင်20ကျော်သာဝေးပါတယ်။ဒါကြောင့်တောင်ကိုရီးယားဟာနျူကလ িয়ার အရေးနဲ့ပတ်သက်ပြီးတော့မှစိုးရိမ်နေရပါတယ်။ဒါပေမဲ့ကံကောင်းတဲ့အဆက်ကတော့မြောက်ကိုရီးယားဟာဒီလက်နက်တွေကိုဆင်းရှားဖို့အတွက်သာသုံးနေပါတယ်။တရုတ်ကိုကြည့်လို့ရှိရင်လည်းအိန္ဒိယနိုင်ငံတွေနဲ့နေမြေအငင်းပေါ်မှုတွေဖြစ်နေပေမဲ့နျူကလ িয়ার လေတံကိုတော့ပြစ်မလာခဲ့ပါဘူး။ အိန္ဒိယနဲ့ပါကစ္စတန်ထိုင်နိုင်ကိုကျွန်တော်တို့ကြည့်ကြရအောင်ပါဒီနိုင်ငံဟာနျူကလ িয়ার နဲ့ကိုစီပိုင်ဆိုင်တော်ပြီးချိန်မှာလဲအရှင်းချင်းပြစ်ခတ်ခဲ့ကြပါသေးတယ်ပါကစ္စတန်ဟာအိန္ဒိယပိုင်ကက်ရှမီးယားဒေသကို1996ခုနှစ်မေလ3ရက်နေ့မှာကျူးကျော်ခဲ့ပါတယ်နှစ်ဖက်စလုံးဟာနျူကလ িয়ার နဲ့ပိုင်ဆိုင်ကြပေမဲ့အတုံးပြုတ်ဖို့လေတန်းတောင်မှမပြောခဲ့ကြပါဘူးအိန္ဒိယဘက်ကလည်းနယူးဒေလီကိုနျူကလ িয়ার နဲ့မပြည့်သွေပါကစ္စတန်ကိုနျူကလ িয়ার နဲ့တုံ့ပြန်မှာမဟုတ်ပါဘူးအစ္စရေးဘက်ကိုလည်းကျွန်တော်တို့ကြည့်ကြရအောင်ပါ အစ္စရေးဟာနျူကလ িয়ার လက်နက်ပိုင်ဆိုင်ကြောင်းတော့ထုတ်မပြထားပါဘူးစတင်တည်ထောင်ခြင်းကတည်းကစစ်ပွေးတွေနဲ့ပဲကြုံတွေ့ခဲ့ရတဲ့နိုင်ငံတစ်ခုပါဆိုင်းနိုင်ကျွန်းစွေဂါဇာဝက်စ်ဘက်ဂိုလန်ကုန်းမြင့်စားတဲ့နေရာတွေဟာအစ္စရေးအတွက်စစ်ပွေးဖြစ်ခဲ့ရတဲ့နေရာတွေပါနောက်ပိုင်းမှာတော့အီဂျီရဲ့နိုင်ငံရေးအမြင်ပြောင်းလဲလာမှုတွေကြောင့်အစ္စရေးဟာနိုင်ငံချင်းစစ်ပွေးတွေကိုမကြုံရတော့ပါဘူးဒါတို့အပြင်အစ္စရေးဟာ1960ပြည့်နှစ်နှစ်တွေကတည်းကနျူကလ িয়ার နည်းပညာကိုစမ်းသပ်နေကြပါပြီလန်ဒန်ရှီတောင်းကိုတရားဝင်သာထုတ်မပြောပေမဲ့ ဒေတာရဲနိုင်ငံတွေကတော့စီကြောင်းတည်ထားနေပါပြီဒီနျူကလ িয়ার ကြောင့်လဲအစ္စရေးကိုအီဂျစ်ဘက်ကထပ်ပြီးတော့မှမထီရဲတော့ပုံရပါတယ်1980ကိုယွန်ကပူစစ်ပွဲမှာဒီအရှင်တွေကိုကောင်းကောင်းမြင်တွေ့ရနိုင်ပါတယ်အရင်ကအစ္စရေးဆိုလို့ရှိရင်အမေဖြက်ရှင်တဲ့အီဂျစ်ဟာအသိမ့်ပိုက်ခံထားရတဲ့စိုင်းနိုင်ကျွန်းဆိုကိုသာပြန်သိမ့်ပိုက်ခဲ့ပါတယ်ရုရှားဘက်ကိုပြင်ကြည့်ရင်တော့ရှင်းရှင်းညာစစ်ပွဲမှာတော့မှနျူကလ িয়ার လက်နက်အကြောင်းထုတ်မပြောခဲ့ပါဘူးပြည်တွင်းစစ်ဖြစ်တာကြောင့်လဲပါဝင်နိုင်ပါတယ်ဆိုတော့အဓိကအနေနဲ့ လက်ရှိကမ္ဘာပေါ်ကနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံအများစုဟာနျူကလ িয়ার လက်နက်ရှိပေမဲ့အသုံးပြုဖို့ကိုတော့ဝင်လေ့တက်ကြပါလေနိုင်ငံတကာရဲ့ပိတ်ဆို့ကန့်သတ်မှုတွေဟာနျူကလ িয়ার တလုံးရဲ့ပြင်အားထက်ပိုပြီးတော့မှအကျိုးသက်ရောက်တဲ့အတွက်နျူကလ িয়ার တွေဟာအသုံးမတွင်တော့ပဲဖြတ်အပြင်းလက်နက်တစ်ခုအဖြစ်သာဖြစ်လာပါတော့တယ်ဒီတစ်ခါမှာတော့ယူကရိန်းတွေကျူးကျော်ထားတဲ့ gas data အကျက်အတီအကြောင်းကိုဆက်ပြီးတော့မှပြောပြပေးတော့ပါမယ် gas data ဟာရုရှားအတွက်အရေးပါတဲ့နေပြည်တော်တစ်ခုပါ ရုရှားပိုင်နဲ့ဖြစ်တဲ့အတွက်ဒီဒေသမှာရုရှားနိုင်ငံသားတွေနေထိုင်ကြတာများပါတယ်။ရုရှားအတွက်တမိုင်းအစင်အလာလဲကြီးမားခဲ့တဲ့နေရာတစ်ခုပါ။ဒုတိယကမ္ဘာစစ်ကာလမှာလဲဂျာမန်တွေဟာကက်ချ်ဒေသမှာနောက်ဆုံးထိုးစစ်တွေကိုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဆိုဗီယက်တွေကပဲအနိုင်ရတော့ခဲ့ပါတယ်။တကယ်လို့သာရုရှားမှာအာနာလေးဟာမှုဖြစ်ခင်းရင်တော့ကက်ချ်ဒေသဟာခွေထွက်မှာမဟုတ်ပါဘူး။အဲဒါလောက်ထိတော့ကက်ချ်ဒေသဟာရုရှားအပေါ်မှာတည်ဆာရှိပါတယ်။ဒါပေမဲ့ရုရှားကတော့ကက်ချ်ဒေသကိုအာယုံစိုက်မိခဲ့ပါဘူး။ ပေါ်ပေါ်တင်တယ်ပဲသဘောထားပြီးတော့မှယူကရိန်းဘက်ကတော်တော်များများကိုတင်ပိုက်ထားပြီးမှသာပြန်လေလက်တုံးပြန်နိုင်ခဲ့တာပါစိန့်ပီတာစဘဲလိုမြို့ကြီးတစ်ခုအတိုက်ခိုက်ခံရရင်တော့ရုရှားဟာအလင်းရင်အမြင်ကိုတုံးပြန်ပေးမှာမလွဲပါဘူးရုရှားဘက်ကအစိမ့်မီမတုံးပြန်နိုင်တဲ့အတွက်ကက်စ်ဒေတာဟာမော်စကိုအတွက်တကားလက်ပေးလိုက်တယ်လို့ဖြစ်လာခဲ့ပါတယ်ယူကရိန်းထိုးစစ်နှစ်ပတ်နီးပါးရှိလာတဲ့အချိန်ထိရုရှားဘက်ကထိထိရောက်ရောက်မလုံနိုင်ခဲ့ပါဘူး ။ထောက်ပံ့ရေးလမ်းကြောင်းတွေပါဖျက်တောက်ခံခဲ့ရတဲ့ချီရာရှာဘက်ကအစီအနေဆိုးရွားလာခဲ့ပါတယ်။လွန်ခဲ့တဲ့တစ်ပတ်အထိရုရှားရဲ့စစ်ဖက်နေရာ80ခုနဲ့စတူရမ်မှာ380ကျော်ကိုတင်ပိုက်ထားနိုင်ခဲ့ပြီးအခုတစ်ပတ်မှာတော့စစ်ဖက်နေရာအခု80ကျော်နဲ့စတူရမ်မှာ440ကျော်ကိုယူကရိန်းဘက်ကတင်ပိုက်လာနိုင်ခဲ့ပါတယ်။နျူကလ িয়ার အင်အားကြီးနိုင်ငံတခုဟာတာမန်နိုင်ငံငယ်လေးရဲ့ထိုးစစ်အောက်မှာမရှိမလားခင်နေရတာပါ။ယူကရိန်းဘက်ကဒီနေရာကိုရေရှည်ထိန်းထားနိုင်မှာလားဒါမှမဟုတ် အစိမ့်တစ်ခုအထိထိန်းထားမှာလားဆိုတာကတော့ဆက်ပြီးတော့မှစောင့်ကြည့်ရအောင်ပါပါဒီနေရာတွေကနေ cash data ကြီးတစ်ခုလုံးကိုတင်ပိုက်ဖို့ဆိုတာဟာ Ukraine အတွက်တော့အကန့်အသတ်ရှိနေပါတယ်ဒါပေမဲ့စစ်ပွဲရဲ့အပြောင်းအလဲတချို့ကိုတော့ Ukraine ဘက်ကလုံဆောင်လာနိုင်ခဲ့ပြီးရုရှားအတွက်တော့အကျက်ရိုက်တော့ခဲ့ပါပြီဆက်ပြီးတော့မှ nuclear ကန့်သတ်ချက်အကြောင်းကိုကျွန်တော်ပြောပါမယ် Ukraine ရဲ့ထိုးစစ်တွေကြောင့်ရုရှားအကျက်ရိုက်တော့တာဟာကြုံတော့ကြုံခဲဖြစ်စင်ပါလက်ရှိချိန်မှာတော့ cash data မှာရှိတဲ့ ရုရှားရဲ့စတုတ္တအကြီးဆုံးနျူကလ িয়ার ဓာတ်အပင်စက်ရုံကိုသိမ်းပိုက်နိုင်ဖို့အတွက်ယူကရိန်းဘက်ကကြိုးပမ်းလာနေပါတယ်။ဒီအချိန်လေးဟာရုရှားအတွက်တော့ကောင်းတဲ့အချိန်အနည်းမဟုတ်ပါဘူး။ယူကရိန်းရဲ့နျူကလ িয়ার ဓာတ်အပင်စက်ရုံကိုလည်းရုရှားကသိမ်းပိုက်ထားပါတယ်။စစ်ပွဲအတွင်းနျူကလ িয়ার လက်နက်အသုံးပြုဖို့ကလည်းရုရှားအတွက်အကန့်အသတ်နဲ့ရှိနေပါတယ်။နျူကလ িয়ার လက်နက်တွေဆိုတာဟာရေဒီယိုသတ္တိကြောမှုတွေကိုဖြစ်ပေါ်စေနိုင်တဲ့အတွက်တတိကြီးကြီးနဲ့အသုံးပြုရပါတယ်။နျူကလ িয়ার ပောက်ကွဲမှုပုံစံနှစ်မျိုးရှိပါတယ်။ပထမတစ်မျိုးကတော့ မြေပေါ်မှာပောက်ကွေးတာဖြစ်ပြီးဒုတိယကတော့လေပေါ်မှာပောက်ကွေးတာပါမြေပေါ်မှာပောက်ကွေးတာဟာအန္တရာယ်ကြီးပါတယ်ရေဒီယိုတတိကြောမှုတွေဟာမြေကြီးတွေကိုစိမ့်ဝင်နိုင်တဲ့အတွက်ပောက်ကွေးမှုဖြစ်ပြီးတော့ရင်နှစ်ပေါင်းထောင်စီတိုင်အောင်လူနေထိုင်လို့မရတော့ပါဘူးလေပေါ်မှာပောက်ကွေးတဲ့နေ့ကတော့အန္တရာယ်အကင်းဆုံးမဟုတ်ပေမဲ့ရေဒီယိုတတိကြောမှုတွေမြေတွေကိုမစိမ့်ဝင်နိုင်တဲ့အတွက်နောက်မှလူတွေနေထိုင်လို့ရပါတယ်ဂျပန်နိုင်ငံကိုကြေးစားခဲ့တဲ့ဘုံနှလုံးဟာဒီလိုပောက်ကွေးမှုမျိုးကိုအသုံးပြုထားပါတယ် ဒါကြောင့်ဟီရိုရှိမားနဲ့နာကာဆာကီမြို့တွေမှာလူတွေနေထိုင်လို့ရနေသေးတာပါ။ရှာနိုဘိုင်းနျူကလ িয়ার တက်အပေးစိုင်းရုံပေါက်ကွေးမှုကတော့မြေထဲကိုရေဒီယိုတက်တိကြောမှုတွေစိတ်ဝင်တော်တဲ့အတွက်တက်အပေးစိုင်းရုံတစ်ဝိုင်းမှာလူနေထိုင်လို့မရတော့ပါဘူး။ရုရှားမှာနျူကလ িয়ার အများအပြားရှိနေပေမဲ့အသုံးပြုဖို့ကတော့အကန့်အသတ်နဲ့ရှိနေပါတယ်။တုံးလာခင်းရင်တော့အစွဲကပြောခဲ့တဲ့အတိုင်းမဟာမိတ်နိုင်ငံတွေရဲ့ဖိချင်မှုကိုပါခံစားလာရနိုင်တဲ့အတွက်ပါ။လက်ရှိယူကရိန်းတို့ထိုးစစ်ဆင်နေတဲ့နေရာဖြစ်တဲ့ gas data မှာအသုံးပြုရင်တော့ ဝီနေလွတ်နိုင်ပေမဲ့ပင်ဆက်ရမယ့်အရင်အနည်းကလည်းပူတင်အတွက်ကြီးမားနေပါတယ်။ဒါကတော့ကိုယ်နိုင်ငံအတွင်းမှာနျူကလ িয়ার လက်နက်ကိုအသုံးပြုတဲ့အတွက်နိုင်ငံရေးပုံရိပ်နဲ့ပြည်သူထောက်ခံမှုကြာဆင်းသွားနိုင်တာပါ။ဒါတို့အပြင်ကိုပြန်ပြီးအုပ်ချုပ်မဲ့နေရာကိုနျူကလ িয়ার နဲ့တိုက်ခိုက်တာဟာအတော်ကိုအုံနောက်မရှိတဲ့လုပ်ရက်တစ်ခု ဖြစ်နေမှာပါ။ယူကရိန်းနိုင်ငံအတွင်းကိုတိုက်ခိုက်ခဲ့ပြီဆိုရင်လည်းအနောက်အုပ်စုကလက်ပတ်ကြည့်နေမှာမဟုတ်တော့ပါဘူး။စီးရဲထောက်ပံ့မှုထက်ပိုတဲ့အစအကူအညီတွေကိုပါပေးအပ်လာနိုင်တဲ့အတွက် ရုရှားအတွက်ပိုအခက်တွေ့စေမှာပါ။ဒါတွေအပြင်ယူကရိန်းကိုပိုင်နေနေမြေအဖြစ်ရုရှားကလိုချင်နေသေးတဲ့အတွက်နျူကလ িয়ার လက်နက်ကိုအသုံးပြုဖို့ကစဉ်းစားရမယ့်ကိစ္စပါ။ဒီလိုအချက်တွေကြောင့်ရုရှားမှာနျူကလ িয়ার ရှိနေပေမဲ့အသုံးပြုလို့မရတဲ့တကြံအမြောက်အနေနဲ့သာဖြစ်နေပါတယ်။ယူကရိန်းဘက်ကတော့ဒီအခြေအနေကိုအခွင့်အောင်းယူပြီးစစ်ပွဲရဲ့အလှည့်အပြောင်းကြီးတွေကိုပြုလုပ်နေအောင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒါတော့ပါပဲခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်နေ့တွေမှာလည်းအခုလိုမျိုးကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းပြီးတော့မှဘ ഹു သူရရပွေရာအကြောင်းအရာတွေကို ပုံမှန်တင်ဆက်ပေးနေအောင်ပါမလို့စောင့်မျှော်အားပေးရပါအောင်ခင်ဗျနောက်ထပ်တစ်ပုတ်မှပြန်တွေ့ကြရအောင်ပါ